စီပွားရေးမှာအောင်မြင်ခြင်းရင်ဒီနှစ်ချက်ထဲကတစ်ခုခုလုပ်ပါဘသူမှမလုပ်သေးတဲ့အလုပ်ကိုလုပ်ပါဒါမဟုတ်တခြားသူတွေနဲ့မတူအောင်လုပ်ပါတခြားသူတွေမလုပ်ဘူးတဲ့စီပွားရေးလုပ်ငန်းတစ်ခုကိုလုပ်တာကအနေရများပါတယ်ဒါပေမဲ့အောင်မြင်သွားရင်တော့ဘသူမှရှင်နိုင်မှာမဟုတ်ပါဘူးကိုပိုင်ဈေးကွက်ဖန်တီးဖို့မကြောက်ပါနဲ့ရဲရင်မှာစ조사ပါအောင်မြင်ပါပါအလုပ်ကတော့အတူတူပဲဒါပေမဲ့တခြားသူတွေနဲ့မတူအောင်တခြားသူတွေထက်ပိုကောင်းအောင်လုပ်နိုင်ရင်အောင်မြင်ပါပါ တောက်ဆိုင်တွေအများကြီးရှိတယ်။ကိုပိုင်ဆိုင်ဖွင့်လို့ရတယ်။အရေးကျဲတာကတခြားသူတွေထက်ပိုကောင်းမှုတခြားသူတွေနဲ့မတူဖို့ပဲ။ခင်ဗျား hotpot ဆိုင်ဖွင့်မယ်ဆိုပါလို့တခြားဆိုင်တွေထက်ပိုအရှာသာရှိအောင်ဝန်ဆောင်မှုပိုကောင်းအောင် လုပ်ပါခင်ဗျားဆိုင်အောင်မြင်လိမ့်မယ်။ဘွားကြီးတစ်ခုစလုပ်မယ်ဆိုရင်ဘယ်သူမှမလုပ်သေးတာကိုလုပ်မှာလား။ဒါမှမဟုတ်တခြားသူတွေနဲ့မတူအောင်လုပ်မှာလား။ comment မှာပြောပြခဲ့ပါအောင်။ဒီ video တွေကို AI နဲ့ဖန်တီးထားတာသင်သိပါသလား။ဒါကြောင့် AI ကိုသင်ယူသင့်ပါတယ်။ င် AI ကိုလေ့လာခြင်းနဲ့ဆိုရင် Alibaba မှာလေ့လာနိုင်ပါတယ်။ AI ကိုလေ့လာပါ AI နဲ့တင့်အနာခက်ကိုတိစောက်ပါ